စီရီယန် FM ကိုဝန်ရံအားဖြင့်ပေးကြပါတော့ကျွန်တော်တို့ရဲ့ညီကောင်မတို့များအားလုံးမင်္ဂလာပါခင်ဗျာဒီနေ့မှာတော့ကျွန်တော်တို့ရဲ့ညီကောင်မတွေကိုဆရာကြီးမင်းတို့ကုံရေးသားတော့ပြင်းမငုတ်တို့ဆိုတဲ့ဝတ္ထုတို့လေးကိုဖတ်ကြားတင်ဆက်ပေးခြင်းပါတယ်ခင်ဗျာနားဆင်ကြည့်ပါအောင်ခင်ဗျာ ပြင်းမငုတ်တို့ဖုထင့်ရွတ်တော်ငှက်လင်းတာတို့ပြင်းမငုတ်တို့တကြောဦးသည်ကုန်းမို့ထက်တွင် တပင်ဒီကွာစုံအကွေတက်ခေါင်းဆွေလေအဖေးတက်လာအာရမာတို့ ြဲသွားဟပ်ပတ်ချအိမ်ပြဲကုံးမို့ကံပါမြေပတ်ကြားတွင်စစ်သားခမောက်ပိန်လျှောက်လျှောက်လေဆေးရောက်စကံလက်ပြညုံထိုပင်ငုတ်တို့ပြင်းမအိုသည်စစ်ကိုလဲကြုံချအောင်လဲပြေဓာတ်တဲ့လက်ခံနေလျံလဲတိုက်နေပြင်းခိုက်လျက်မခိုက်ဦးကောင်နေသွစ်နှွေသွစ်လောင်းတော့ရဟောင်းညာကျွေရွက်သွစ်ဝေ၍လေပြေတဲတွင်ငယ်ရုပ်စင်သည်အတင်းယောက်ျားကောင်းတကား ပြင်းမငုတ်တော်ကဗျာဖြစ်တည်လာရဇလန်းအစာတခုသောနန္ဒတွင် ကျွန်တော်ထံသို့အထက်ပါကဗျာနှင့်အတူ စာကလေးတစ်စောင်ရောက်လာပါသည် စာမှာအောက်ပါအတိုင်းဖြစ်ပါ၏ဆရာခမညာဆရာဤပြင်းမငုတ်တော်နှင့်ဟယ်လီဤကဗျာတို့ကိုမကြမီကထပ်မံဖတ်ရ၍သဘောကျလာသဖြင့်ဆရာအတွက်အသုံးဝင်လို့ဝင်ညာရေးကိုပေးပို့လိုက်ပါသည်ပြင်းမငုတ်တော်မှာဆရာထံတွင်အသင်ထုံထုံရေးကိုပြီးသားမရှိလည်ရင် အသုံးကြပါလိမ့်မည်တခင်လီကတွင် တွေ့ရသော အနိုင်မခံမှာဟယ်လီကိုဘာသာပြန်ဆိုထားဟန်တို့ပါသည် ပြန်ဆိုပုံမြင်မြတိကျမှန်ကန်သည်ကိုမသိပါဆရာလေးလာလိုပါက လေးလာနိုင်ရန်ဖြစ်ပါသည်ခမဤကဗျာနေဤစာကိုဖတ်ရသောအခါကျွန်တော်သည်လွန်ခဲ့သော10နှစ်လောက်ကိုလှမ်း၍တတိယမိပါသည် မကသေးပါ အနှစ်20လောက်ကိုတတိယမိပါသည် မကသေးပါ အနှစ်30လောက်ကိုတတိယမိပါသည်ကျွန်တော်သည်အင်းလျားကန်ဆောင်တွင်တည်ရှိသည့်တက္ကသိုလ်နယ်မြေသို့ထိုစဉ်အခါကစတင်ရောက်ရှိခဲ့ပါသည် တက္ကသိုလ်နယ်မြေတဝိုက်သည်တရက်ပင်ပိနေပင်နေရွယ်ပင်မယန်းပင် စသည်တို့ဖြင့်အုံမန်းညိုဆိုင်လည်းရဲ့နေပြောင်းမှမထိုးနိုင်တော့အောင်စီကားသည့်ဥယျင်ရှမ်းပြည်များစူဝေးတည်ရှိရာမဟာမြိုင်တော်ကြီးဖြစ်ခဲ့ပါသည်ထိုတော်ကြီးကိုတဖြည်းဖြည်းခုတ်တွင်ရှင်းလင်း၍ ရန်ကုန်တက္ကသိုလ်သမိုင်းနေတန်းဖြစ်သောတကောင်းကျောင်းဆောင်ပြီးဆောင်ပြီးကျောင်းဆောင်ဗကန်ကျောင်းဆောင်တို့ကိုဆောက်လုပ်ပြီးနောက်တထုံကျောင်းဆောင်ဘကိုးကျောင်းဆောင်တင်းရကျောင်းဆောင်စကိုင်းကျောင်းဆောင်အင်းဝကျောင်းဆောင်တို့ကိုစတင်ဖွင့်လှစ်သော1929ခုနောက်တွင်ကျွန်တော်တို့တက္ကသိုလ်သို့ရောက်ရှိခဲ့ခြင်းဖြစ်ပါသည်တက္ကသိုလ်အနေမြေမှာအပဖြစ်သော နေရာတို့ဒီကဥယျာဉ်သမားတို့ ဥယျာဉ်လှုပ်ရှားရာဥယျာဉ်ကြီးများသာဖြစ်ပါသေးသည်ယခုအခါခြံကြီးကိုဝါယုံတို့အကြားတွင်ရေစီကြောင်တဲပွက်လမ်းများဖြစ်ပါသည် ယခုအခါစီစီကာကာတာယာလှပနေသောအင်းလျားမြိုင်ခေါ်မြို့ရက်ွက်သည်ထိုအခါကစန္ဒဘာဆိုင်ပြိုးရာလယ်ွက်ငယ်များဖြစ်ပါသည်ယခုအခါမြာသိန်းကမ်းခြေခေါ်တိုက်တာခြံဝင်းတို့ဖြင့်တင့်တယ်လာသည့်ကံဆောင်ရက်ွက်သည်ထိုအခါကတောပကတိများဖြစ်ပါသည် ကျွန်တော်တို့မရောက်ခင်က ရှေးထက်ကာရီကျော်ပဝေတဏီကပင်အိနေတဝိုင်း၌နေထိုင်ကြစားခဲ့ဘူးသော သူတို့နှင့်လည်းတွေ့ဆုံမေးမြန်းဖူးပါသည်သူတို့သည် ပြောပြသည့်အတိုင်းဆိုလျင်အိနေတဝိုင်းသို့လူသူအယောက်ပေါက်နေပါသောကြောင့်ဝရံပြေးလူသူများလာရောက်ခိုးအောင်းနေလေရှိသည်ဟုသိရှိရပါသည်ရှေးကုန်းစီတော်ဘော်သို့တက်ရောက်သောအကြာကြီးသည်အိနေမြေကိုဖျက်တမ်းသွားသည်ဖြစ်၍ကြာကြီးကူသားရာဆန်းကြောင်းတွင် ခြေရာတို့ကို၎င်းကြားကြီးတိုးသွားရာခြံစည်းရိုးပေါက်တွင် အမွှေးတို့ကို၎င်းကိုယ်တိုင်မြင်လိုက်ရသည်ဆိုသူတွေလည်းတွေ့ဘူးပါသည်အိနေမြေဥယျံတို့မှထွက်သည်အတိနန်တို့ကိုထားဖို့ရွက်စီကနက်နက်လင်းအားကြီးအရှိန်တိမ်ကြီးစီတို့သွားဖို့ရာတွင် ရှေတကုံအနောက်မြောက်အနောက်မို့ဂေါ်ရာကုံအနီး၌စကန်းချာအမောဖြေခဲ့ဘူးသူတွေနဲ့လည်းစကားပြောဘူးပါသည် တထေးသားများနိုင်ငံခြားချက်အမျိုးမျိုးကိုမွေးရာဖြစ်၍ကြကြွန်းအမိတွင်ကြောင်းပန်းအမျိုးမျိုးကိုစိုက်ဖြစ်၍ပန်းကြုံအမိတွင်ကြောင်းစသဖြင့်အင်းလျာကံအထုပ်ပတ်တိပြောသည့်ကိုလည်းကြားဖို့ပါသည်ရုဒတန်ကျောင်းနယ်မြေတွင်ဖျားချစ်ကိုကြောင်းကြီးတိရှိရာနောက်တွင် ရှိခဲ့ဘူးသည့်ဖျားသုံးစုခေါ်မွန်စီရီဟောင်းများတွင် ရိုသေးမြန်တို့လက်အုပ်မိုး၍ရှ िख ိုးကြောခဲ့ပူးသူတွေကိုလည်းတွေ့ခဲ့ဖို့ပါသည် အီမြကတက္ကသိုလ်အနေမြေတဝိုက်ဤဒူရီတမိုင်းဖြစ်ပါ၏ထို့ပြင်ဒူရီယကဘာစစ်ကြီးမဖြစ်ခင်တက္ကသိုလ်အနေတဝိုက်ဤအရှင်နေကိုပြေး၍အထူးတတိရမိသေးပါသည်ထို့အခါကတက္ကသိုလ်ရိတ်တာလန်းဤတောင်ဘက်အရက်သည်ဥယျင်ရှမ်းပြည်များပင်ဖြစ်ပါသေးသည်ရှင်ဥဒမကျော်ဤတော်လာကြီးကိုလေ့လာဘူးတော့ကျွန်တော်တို့မှာထိုရှမ်းပြည်များကို ရှင်ဥဒမကျော်တောရဆောက်တီယာအရက်ဟူ၍ပင်ထင်မြင်မိပါသေးသည် ။တနည်းအားဖြင့်ဆိုလျင်မြတ်စွာဘုရားသခင် ကပိလဝတ်ပြည်သို့ကြွချီရာခရီးလမ်းဟူပင်အောက်မေ့မိပါသည်။တနည်းအားဖြင့်ဆိုရပြန်လျင်ကာလူဒာယေဟန်ကြီးဂါရာ60တို့ဖြင့်ချီးကျူးခဲ့ရာတော်ဟူပင်မှတ်ယူခဲ့မိပါသည်။အကြောင်းတော်ကထိုရှမ်းမြေတဝိုက်သည် ရာတီအလိုက်ကျဉ်နူးပွေကောင်းသောကြောင့်ဖြစ်သည်။ဆောင်းလေးကလေးဝင်လာလျင်လမ်းဘေးခြံဆောင်တို့၌အလေးကျပေါက်လျက်ရှိသောဗျိုင်းရှိပင ဂျာမနီပင်တို့သည်ဆောင်းလင့်အေးလေးတွင်တပွေးပွေးပွင့်ကြပါလေတော့သည်မကြခင်ပင်သူတို့အကြ၌မောင်မလဲနွယ်ပင်တို့ပွင့်ကြပြန်သည်ထို့နောက်တွင်က ထုံနေတော်ဝိုက်သည်ပြားပေါင်းတို့စူယုံရပန်းတော်ကြီးဖြစ်ပါတော့သည်တရက်ပင်ဤယနက်လှိုင်းသည်ပောက်ပန်း၏အယောင်သည်ဝင်းသည်လက်ပန်းပင်ပေါ်မှဇရက်တန်သည်စူသည်ညနေမြေပုံငွေမဆဲခင် ထိုနယ်တဝိုက်၌တရှုံဝင်းတရှုံထွဲတကုံးတက်တကုံးစင်းနှင့်လမ်းလျှောက်ရသည်မှာမြတ်စွာဘုရားကြွချီရာကပိလဝတ်တော်လန်းကိုသူတေသနာပြုလုပ်နေသလားဟုတောင်ထင်မှတ်ရပါသည်ထိုအခါဘုံဘုံတိုင်းတိုင်းနှင့်ကဘာစကြီးဖြစ်လာပါတော့သည်ကျွန်တော်တို့လည်းသကောတဲတွင်ဈေးပြူဒီပမာဟိုရောက်လိုက်ဒီရောက်လိုက်နှင့်ကစင်ကလေးအားသကွဲကျဲသွားပါတော့သည်တို့တော်လေပြင်းရင်လွှာရင်နဲ့တက္ကသိုလ်နေမြေတဝိုက်ကိုမကြာခဏလွမ်းဆွတတိရမိပါသည် တခါတခါတက္ကသိုလ်တို့ရောက်ခိုင်းသွားလည်မည်ဟုကြံမိပါ၏။သို့တော့ကျွန်တော်တို့၏ငယ်ပေါင်းများဖြစ်သောเจ้าဆောင်များနှင့်ကျင်းငတ်တလိမ့်ဆန်ပန်းမှန်များက စီးကြိုလက်ခံကြလိမ့်မည်။စီးကြိုလက်ခံကြလိမ့်မည်ဟုမှတ်တင်ရလင်ကစား။ထိုနယ်တဝိုက်တွင်တက်ဆွဲနေကြသောမျိုးရာစစ်တပ်များကမူပားရိုင်နားရိုင်လောက်ကြလိမ့်မည်ဟုစိုးရိမ်မိသောကြောင့်မလဲကပ်တတ်မိခဲ့ပါ။တို့ပြင်ကဘာစီကြီးပြီးဆုံးခဲ့ပါသည်။ တက္ကသိုလ်နယ်မြေတွင်တက္ကသိုလ်ကိုပြန်လည်ဖွင့်လှစ်တော်အခါကျွန်တော်တို့လည်းဒေတာဟောင်းတို့ပြန်လည်ရောက်ရှိကြပါတော့သည်သို့တော့ဘုံဘုံတိုင်းတိုင်းနှင့်စစ်ဖြစ်ဆကကျွန်တော်တို့ဆုံးလို့ထားခဲ့ရသောတက္ကသိုလ်နှင့်ယခုပြန်တွေ့ရသောတက္ကသိုလ်တို့သည်မတူတော့ပါရှိလမ်းတို့ဒီကတင်ကသုံးပင်းရာတို့ဖြင့်ခွေးသားစိတ်ထားလျက်ရှိသည်တက္ကသိုလ်အစာကြီးတိုက်သည်အတွင်းကနေ၍ဘုံမူအခွဲခံခဲ့ရသောကြောင့် အသည်ဥထွက်လျက်ပြာမကြွေသေးသော စာအုပ်စင်တို့ဖြင့်ဖျော်ဖျဲဖြစ်လျက်ရှိသည်ဘွယ်နေသည်ဖြင့်ကြီးမှလည်းခေါင်းမိုးကြုံ၍ကြမ်းပြင်အပ်လျက်အတွင်းကြီးပြိုပြက်နေပါတော့သည်ဗကံအကြောင်းဆောင်မှာကလုံးဝမရှိတော့ပြီမီးလောင်စာမဲမဲကိုသာမြင်ရပါတော့သည်ဘုံခုချင်းကတုံမြောင်သူရဲခုတွင်စသည်တို့မှလည်းနေရာနှံများတွင်ပို့လို့ပက်လက်ရှိကြပါသည်ဝါကျန်စီဟိုးတို့မှာ ဝယုံတော်ကြီးများဖြစ်ပြနေပါပြီ။တခိုးတဝက်ထူလာတော့ကြောင့်လဲညအခါကောင်းကောင်းမအိပ်ဝန်။နေ့ရက်ခါလူအပြက်မခံရဲ့။တို့တော်လေကျွန်တော်တို့ကငငယ်ကအကျင့်အတိုင်းညနေတိုင်းလျင်လမ်းချောက်ထွက်ကြပါသည်အထက်ကတတရရာစိမ့်စိမ့်စုစုရှိခဲ့သောရှမ်းများသည်ပြောင်းတလင်းခါလေးရရှိနေသည်ကိုတွေ့ရပါသည်တရက်ပိန်းနေမယံကန်းကောက်တို့နေရာတွင်စစ်စကန်းယူသိမ်းသွား၍ကြံခဲ့သောအုပ်ပုံပြက်များအိမ်သာဆိုးများ ဘိုးခွန်ပုံးများ၊ဂတုတ်များ၊ကျင်းများ၊ကားပြက်များတန်ဆူးကျိုးပြက်များကိုသာတွေ့ရပါသည်။ထို့မြောက်မှာကသည်ကြည်စံများကိုမကြာခဏကောက်ရပါသည်။စိတ်ခမောက်အပင်ရင်လိန်တို့ကိုလည်းတွေ့ရပါသည်။တခါတော့မြတ်တော်တဲ့၌လူဦးကောင်းကွန်တစ်ခုကိုပင်ဖိုးဖွေးဖြူဖြူမြင်ရပါသည်။တွန့်လင့်တွန့်ပင်ဖြစ်လင့်ကစားကျွေးကြရည်သေးသောတစ်ပင်ဝါချုံတို့တွင်ဂျုံးငတ်ကလေးသည်ကုမြဲကိုလေးရရှိသည် ငှက်တော့ကလေးသည်နားမြဲနားလျက်ရှိသည်ငှက်ခါကလေးလည်းငေးမြဲငေးလျက်ရှိသည်အရာချက်တို့ကိုကျွန်တော်တည်ပြုမိပါသည်သို့တော်လည်းကျွန်တော်တို့ညနေတိုင်းကွင်းဝဲချောင်းရေးသွားမိတော့ကမိုးကလေးတစ်ခုတွင်မီးလောင်ငုတ်တဲ့ဘွယ်ထိုးထိုးထောင်ထောင်တည်ရက်နေသည့်အရာတစ်ခုကိုကပထမတွင်တည်မထားမိပါအတန်ကြာမှတည်ပြုမိ၍ကြည်သောအခါပြင်းမငုတ်တို့တစ်ခုဖြစ်သည်ကို သိရပါသည် ငုတ်တို့၏ပင်ရှည်သည်တပတ်သာသာများရှိပေမည်အကိုင်းလက်ပြတ်နှင့်အခတ်မရှိအရွက်မရှိ အတွင်းလာ၍အူချောင်းဆွေးကရှားစားထားပြန်သည်ဖြင့်ဟောင်းလောင်းဖြစ်နေသည်မီးလောင်ထားသောကြောင့်တချမ်းဆွေဆောင်နှင့်မဲနှံ့နေပါသည်ဘာမှရတရားမရှိပါအဝေးကလမ်းမြင်ရသောအခါလထငှက်အိုကြီးနားနေသည်ဟုထင်မိပါသည်။လွန်ခဲ့သောအခါကထိုပြင်းမပင်သည် အယူအဆစီစီအပွင့်ဝဲဝဲနေထောကမှုထက်တွင် လေယူးနှင့်ရောလည်းရဲ့မျိုးချွင်ခဲ့ပေလိမ့်မည်ယခုကအယိုးပြိုင်ပြိုင်ခါကန်ကန်နှင့်စစ်ပေးစစ်တန်ကြောင့်နလန်မထူနိုင်လောက်အောင်ယိုယွင်းခဲ့လိမ့်ပြီထို့သောစဉ်းစားမိသောအခါကြမှာထိုပြင်းမငုတ်တို့ကိုအထူးကြွေဆာ၍ကြည်မိပါတော့သည်ထိုအခါမှဆ၍ထိုတော်လန်းတွင်လမ်းလျှောက်ရသည်မှာအတိတ်ပဲပို၍ရှိလာပါတော့သည် ထိုပြင်းမငုတ်တို့ကိုမြင်ရတိုင်းတရားကြမိပါသည် ဘယ်သို့သောတရားမျိုးကြားမိသည်ဟု၍ကမပြောတတ်ပါပြင်းမငုတ်တို့လရအိုကိုတနာမိတယ်လို့လို့အိုရမည်နာရမည်ဟူသောစကားကိုကြားမိတယ်လို့လို့ပြင်းမငုတ်တို့တွင် အမိမြမပြီဤမျက်နာကို မြင်ရတယ်လို့လို့မြမပြီဘွားတိုင်းရင်သားတို့ဤကံကြမ္မာကိုထင်မိတယ်လို့လို့သို့သောစောင်းကုန်နှွေးကို၍လေယူကလေးဝှေ့လာသောအခါ ်ပြင်းမငုတ်တို့၏အမူအရာသည်မတိမတာပြောင်းလဲလာသည်ကိုတတိပြုမိပါသည်မင်းလင့်ကလေးမြူးလာပါပြီအော်အော်ကလေးမြည်လာပါပြီတော်ပန်ကလေးများဝေလာပြီမြေသိရနံကလေးပြန့်လာပြီထိုခဏ၌ရှူပါလော့ရှူပါလော့ကြည်ပါလော့ပြင်းမငုတ်တို့လဒ္ဒဦးဤအခက်ကင်းသောအကိုင်းလက်ပြတ်တွင်ပရေဖူးကလေးသည်ရွံ့တလိုလိုရှက်တလိုလိုနှင့် ပြုတ်ထွက်လာပါသည် ဟိုမာတဖူဒီမာတဖူအတော်များပါကလားဟောတရည်ပြေစာပြုလာပြီနောက်တနေ့တွင်ရွှဲတို့ကလေးများဖြစ်လာ၏တရွယ်နှစ်ရွယ်သုံးရွယ်အများကြီးပါပဲအရွယ်များဆုံ၍လထငတ်အိုကြီးသည်မိဝန်ဖြန့်ကကနေသောဥထောင်းပြုံနှင့်တူလာသည့်နောက်မကြခင်ပင်ရိုးတံများထွက်ပန်းပူးများငုံ၍ပန်းပွင့်များဓာမီခွက်ပါမှပွင့်ကြပါတော့သည် ။အော်အာကပြင်မငုတ်တော်ပါပဲတကား။ငါတို့ဤမိခင်မြမပြည်ကြီးတော်လေ။အင်းဤအတိုင်းပင်ရွက်တဲ့လဲ၍ပျော်ပွဲဝင်နိုင်ကြပါစေတော့။ငါတို့အမျိုးသားတိုင်းရင်သားဖားတို့ဒီလေ။ကျိုးရမကောင်း။သိရမှကြာကမ်းရမှမြင်နိုင်ကြပါစေတော့ဤသို့ဆူတော်ပထနာပြုရာအာယုံစောမိသည်ဖြင့်ပြင်းမငုတ်တော်ကြပြာကိုရေးဖွဲခဲ့ပါသည် ထိုကဗျာနှင့်သဘောသားဆင်သည်ဆိုသောဟယ်လီဤကဗျာမြမပြန်ချက်က အောက်ပါအတိုင်းဖြစ်ပါသည်အနိုင်မခံငါအာဖုံးလန်းထားသောလအွယ်တကောင်အိမ်မောင်မိုက်တွင်းမှနေ၍အနိုင်မခံအရှုံးမပြတတ်သောငါဤစိတ်ကိုဖန်ဆင်းပေးသည့်နတ်တကြားတို့အားငါကျေးဇူးဆိုပါ၏လောကရတရားတို့ဤရက်ဆက်ကြမ်းကြုတ်သော လက်ဆုပ်အတွင်းသို့ကြားရောက်နေလက်တော်လေငါကားမတုံလို့ မငိုကြွေးကံတရား၏ရိုက်ပုတ်ခြင်းဒဏ်ချက်တို့ကြောင့်ငါဦးကောင်းသည်တွေးတံတို့ဖြင့်ရဲရဲနေ၏ညှော့ကားမညှော့ဤလောဘဒေါသတို့ကြီးစိုးရာဌာန၏အရှားမဲနိုင်ကတေခြင်းတရားသည်ကြောင်းမွက်ဖွယ်ရာငန်းလင်းလျက်ရှိသို့တော်လည်းငါအာမတုံ့လှုပ်သည်ကိုသာတွေ့အံသူကလေးတို့တွားရာ တကားဝသည်မိမြကျင်းပြောင်းသည်ဖြစ်စီ ယမမီခွေးရပါရပိုင်၌ငါအဖြစ်တို့ကိုမိမြပြင်များစွာမှတ်သားထားသည်ဖြစ်စေငါကားကယုမပြုငါသာလျှင်ငါကံဤအရှင်သခင်ဖြစ်၍ငါသာလျှင်ငါစိတ်ဤအကြည်ကယ်ဖြစ်လေသည်မင်းတို့ဝန်ရှုမဝမဂ္ဂစင် AB 1959ဟုတ်ကဲ့ပါခင်ဗျာဆရာကြီးမင်းတို့ဝန်ရေးသားတော့ပြမငုတ်တို့လို့အမည်ရတဲ့ဝိထုတော်လေးကတော့ဒီတယ်မဲ့ပြီးဆုံးသွားခဲ့ပြီဖြစ်ပါတယ်ခင်ဗျာ အချိန်ပေးပြီးဝင်ရောက်နားဆင်အားဖြင့်ပေးခဲ့ကြရတဲ့ကျွန်တော်တို့ရဲ့ညီကောင်မတို့အူတယောက်ရှင်းတဲ့တိုင်းကိုကျေးဇူးထူးပင်တင်ရှိပါရယ်ခင်ဗျာကျွန်တော်တို့ရဲ့ညီကောင်မတို့များအားလုံးကိုစိတ်နှပါရှင်လန်းရှမ်းမြေကြပါစေခင်ဗျာ